မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဝါလာ21ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းတန့်စင်မြို့နယ်မှာအကြမ်းဖက်စစ်ခွေးစစ်ကြောင်းကိုဂျမ်းဖြတ်တိုက်ခတ်ခဲ့ရာ စစ်ခွင်းဆက်တကောင်နေရာမှာတင်ပွဲချင်းပြီးတိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကအော်တိုဘားလ20ရက်နေ့မနက်9:00နာရီခွဲအချိန်ကမှတန်းဆယ်မြို့နယ်အက်တော်ကြီးရွာကနေကံဘလူမြို့နယ်ကာဘိုးဘက်ကိုပြန်လည်ဆုတ်ခွာလာတဲ့အကြမ်းဖက်စစ်ခွင်းစစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီစစ်ခွင်းစစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကစူပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ပြောပါတယ်။ စစ်ခွေးဆက်တကောင်တည်တယ်လို့သိရပါတယ်စစ်ခွေးဆက်တကောင်ကတော့နေရာမှာတွင်ပွဲချင်းပြီးတည်ဆုံသွားတယ်လို့မျက်မြင်တွေ့ရှိခဲ့တယ်စစ်ခွေးတွေအရှင်ဖမ်းမိတာမျိုးတော့မရှိပါဘူးကျွန်တော်တို့ရဲဘော်တွေအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်လို့ပြည်သူ့ကာကွယ်အဖွဲ့ရေဦးမြို့နယ်ပတ်ကောက်ဖတာဝန်ခံကပြောဆိုထားပါတယ်တန်းဆယ်မြို့နယ်ပတ်ကောက်ဖတပ်ဖွဲ့ရဲ့သတင်းထုတ်ပြန်ချက်မှာတော့မနေ့ကအော်တိုဘာလ20ရက်နေ့မနေ့9နိုင်ခွဲအချိန်မှာတန်းဆယ်နယ်အရှိတ်ချမ်းမှာစစ်ခွေးစစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ဖော်ပြထားပါတယ်အဲ့ဒီစစ်ခွေးစစ်ကြောင်းဟာအတော်ရွာကနေ ကာဘိုးကျေးရွာဘက်ကိုပြန်လည်ဆုတ်ခွာလာတဲ့အချိန်ကာဘိုးတရားအနီးမှာဂျားဖြတ်တိုက်ခိုက်ခံရခြင်းဖြစ်တယ်လို့ပြောပါရယ်စစ်ခွေးတွေဘက်ကတပ်ဖွဲ့ဝင်9ဦးသေဆုံးပြီး12ဦးထိခိုက်ဒဏ်ရာရပြီးတော့စစ်ခွေးတွေထွက်ပြေးသွားတယ်လို့ပြောပါရယ်အလောင်းများနဲ့ဒဏ်ရာရတဲ့စစ်ခွေးတွေကိုမနေ့ကနေ့လယ်12နာရီကျော်တဲ့အချိန်မှာကားတွေနဲ့လာရောက်တည်ယူသွားတယ်လို့သိရပါရယ်အဲ့ဒီစစ်စင်ရေးတိုက်ပွဲကိုတန်းဆယ်မြို့နယ်ဘက်ကပါရွှေဘိုခရိုင်အမှတ်52ဘူဟာတိုင်ရင် PLA ပေါ်ဦးစစ်ကြောင်းရေးဦးမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ ရေဦးပကဖလက်ယုံတပ်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆလာပြီးတော့တင်ဆက်ပေးရမယ့်စီရေးသတင်းကတော့ KNU အမှန်ငါတက်မှာဟာဖားပွန်ခရိုင်ကမာမောင်းကတိုင်တီနေမြေမှာစစ်ခွေးတက်ကပြန်လဲထိန်းချုပ်စိုးမိုးနိုင်ဖို့အတွက်စစ်ကောင်စီပူးပေါင်း BGF နဲ့ DGPA တို့ပူးပေါင်းတက်တွေဟာတိုက်ရင်အားအများပြားကိုဆက်လက်ပြီးတော့ပို့ဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အခုစစ်ကောင်စီပူးပေါင်းတပ်တွေဘက်ကရှေ့ဆက်တိုးဖို့တိုက်ရင်အားအများပြားပို့ဆောင်ဖြည့်တင်းနေပါတယ်။အရင်ကတကြိမ်တိုးလာပြီးတော့ဝါရုအထက်မှာတိုက်ခိုက်ခံရပြီးအထိနာသွားလို့ဝါရုမှာပြန်ဆုတ်ပြီးတော့အထိုင်ပြန်ချနေတယ်လို့အဲ့ဒီသတင်းရင်းမြစ်ကပြောပါတယ်လက်ရှိတိုက်ရင်အားကိုဝါကော်ချီကျွန်းတော်ဂရဲဦးနဲ့ဝါရုဒေသတွေမှာအင်အားတွေထပ်ဖြည့်ထားပါတယ်စစ်ခွေးတပ်နဲ့အတူပူးပေါင်းပြီးတော့ဖြည့်တင်းပါဝင်လာတဲ့အဖွဲ့ကတော့ကျွန်းတော်အခြေစိုက်အမှတ်139တက်လေး BGF ဘိုးမောင်ချစ်ဦးဆောင်တဲ့တပ်ဖွဲ့အမတ်၁၃ဘိုးလာကြိုင်လက်အောက်ခံတပ်ဖွဲ့နဲ့ဘိုးပြီးဦးဆောင်တဲ့ DKB တပ်ဖွဲ့တွေပူးပေါင်းပါဝင်တယ်လို့ KNLA သတင်းရင်းမြစ်ကပြောဆိုထားပါတယ်။စစ်ကောင်စီပူးပေါင်းအဖွဲ့ကရှေ့တိုးနိုင်ဖို့အတွက်စစ်ကြောင်းထိုးမဲ့လမ်းကြောင်းတွေကို လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုဒရုန်းများနဲ့ပုံကျဲမှုများနဲ့ပါလမ်းကြောင်းရှင်းလှုပ်ဆောင်နေတယ်လို့သတင်းရရှိပါရယ်။ဒါအပြင်စစ်ခွေးတွေဘက်ကဆုံရှုံလိုက်ရတဲ့တပ်စခန်းနေရာများကိုပြန်လည်ရယူရန်စ조사မှုကြောင့် KNU မူထော်ခရိုင်အတွင်းကိုစစ်ကောင်စီဘက်က Jet Fighter နဲ့ဒရုန်းများနဲ့ပါအရသာပြည်သူတွေနေထိုင်ရာကျေးရွာများဘာသာရေးအဆောက်အဦများကိုပိတ်မထားပြီးတော့တိုက်ခိုက်မှုများကိုလှုပ်ဆောင်လျက်ရှိတယ်လို့ပြောပါရယ်။ညာတိုင်းလိုလိုကမမောင်းကနေပြီးတော့အပေါ်ဘက်ကိုလက်နက်ကြီးတွေနဲ့ပစ်တယ်။ဝါရုကနေလည်းပစ်တယ်။မင်းကမနဲ့ကလည်း60မမတွေနဲ့ပြစ်တယ် BGF အကူအညီနဲ့ဂရိုင်းတီဘက်ကိုဆက်တက်နေတယ်လို့နယ်မြေခံစစ်ရေးသတင်းရင်းမြစ်ကပြောပါရယ်အော်တိုဘာလ10ရက်နေ့ကနေ15ရက်နေ့အထိ KNU မူထော်ခရိုင်အတွင်းမှာစစ်ကောင်စီပူးပေါင်းတပ်များနဲ့ KNL ပူးပေါင်းတပ်တို့ကြားမှာထိတွေ့တိုက်ပွဲ52ကြိမ်ဖြစ်ပွားခဲ့ပြီးတော့စစ်ခွေးတပ်ပူးပေါင်းအဖွဲ့ကတိုက်ရင်မှုတအုပ်အပါအဝင်14ဦးသေဆုံးက28ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့အော်တိုဘာလ16ရက်နေ့နေဆွဲနဲ့ KNU မူထော်ခရိုင်ကထုတ်ပြန်ထားပါရယ်အော်တိုဘာလ10ရက်နေ့ကနေ15ရက်နေ့အထိစစ်ကောင်စီက drone နဲ့6ကြိမ် ဘုံကျဲပြီးတော့ Jet Fighter နဲ့၅ချိန်ဘုံကျဲသွားတယ်လို့သိရပါတယ်ဒါအပြင်120မမနဲ့လည်းနှစ်ချိန်ပြစ်ခတ်ခဲ့ပြီးအရသားတအုပ်တေဆုံးက3ဦးဒဏ်ရာရရှိခဲ့တဲ့အပြင်ဘာသာရေးအဆောက်အဦများနဲ့လူနေအိမ်များလည်းထိခိုက်ပျက်စီးခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အေယာဝတီတိုင်းကံကြီးတောင်မြို့နယ်မှာရှိတဲ့စစ်ကောင်စီခန့်ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့အမအဖြစ်သူဦးဆောင်ပြီးတော့ပြူစောတီများနဲ့အတူတအိမ်တဲ့တအိမ်ဆင်းလိုက်လံပြီးတော့စစ်ခွေးတက်ကပြုတ်လုမဲ့ရွေးကောက်ပွဲမှာမဲထည့်ရမယ်ဆိုပြီးတော့ချင်းချောက်ပြောဆိုနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒါကကြေးရွာအုပ်ချုပ်ရေးမှုမှာဥချော်ချော်ဖြစ်ပြီးတော့၎င်းရဲ့အမဖြစ်သူမတ်ခင်မြတ်ကျော်နဲ့ယာရင်မှုများဆေးရင်မှုများနဲ့ပြူစောထီးများကမဲထဲရမယ်လို့ပြောဆိုပြီးတော့မဲမထဲတဲ့နေအိမ်များကိုစစ်ခွေးတက်ကိုခေါ်ပြီးတော့ဖမ်းဆီးခိုင်းမယ်လို့လဲချင်းချောက်ပြောဆိုနေကြောင်းဒေသခံများစီကသိရပါဗါးအဲ့ဒီမိန်းမကဥဆောင်ပြီးတော့ကိုခိုင်းနေတာ အခုကလေးကတအိမ်ဝင်တအိမ်ထွက်နဲ့မဲထဲဖို့လိုက်ပြောနေတာမဲမထက်ရင်ဖမ်းမယ်စီးမယ်ပေါ့စစ်မှုထမ်းတခါတည်းပို့လို့ရရင်လေသူတို့အတွက်ပတ်စံတော်တော်ရကြတာလို့ဒေသခံတဦးကပြောပြထားပါတယ်လာမယ့် November လကစတင်ပြီးတော့ဂျေးဝါအတွင်းမှာရှိတဲ့နေအိမ်တိုင်းကိုပြည်သူစစ်မှုထမ်းခြင်းအပြည့်တလကို9000ကျပ်ပေးဆောင်ရမယ်ဆိုပြီးအစည်းအဝေးမှာစစ်ခွေးတက်ကခန့်ထားတဲ့ဂျေးဝါအုပ်ချုပ်ရေးမှူးဦးကျော်ကျော်ကချိုးတင်ပြီးတော့အတိပေးထားကြောင်းဒေသခံများကပြောပါတယ်ဒါကဂျေးဝါစစ်ကော်မရှင်ခန့် ကြေးရွာအုပ်ချုပ်ရေးမှူးဦးကျော်ကျော်နဲ့အဖွဲ့ဟာပြည်သူ့စစ်မှုထမ်းတကြိမ်ပို့ဆောင်ရင်380ဝန်းကျင်အထိရရှိတယ်လို့ဒေသခံများကပြောကြားထားပါတယ်။ဒါ့အပြင်စစ်ခွေးတပ်ကပြုတ်လုံမဲ့ရွေးကောက်ပွဲမှာပါဝင်ကူညီရေးနဲ့မဲထက်ရန် AOD တိုင်းက26မြို့နယ်မှာရှိတဲ့ဒေသခံပြည်သူများကိုအုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ကြံခိုင်ရေးပါတီဝင်များပြူစောရေးများစစ်ကော်မရှင်တပ်များကလှုံ့ဆော်စည်းရုံးလျက်ရှိကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်တထုံမြို့နယ်မှာမြို့နယ်စီမံကောင်စီဝင်ဗိုလ်မှူးစမ်းဝင်းအောင်နဲ့ခရိုင်ရဲမှူး ်သူရဲမိုးကြီးမြင်းနိုင်တို့ပူးပေါင်းပြီးတော့လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးပြီးလူငယ်တအုပ်ကို350နဲ့ပြန်ရွေးခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တထုံမြို့နယ်မှာပြူစောတီစစ်ခွေးနဲ့ရဲခွေးတွေကလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးမှုများကိုနေရောညပါတိုးမြင့်လှုပ်ဆောင်လာတယ်လို့သိရပါတယ်။ဖန်စီရရှိတဲ့လူငယ်များကိုပြန်လည်ပြီးတော့ရွေးယူမယ်ဆိုပါကတထုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၁ဘုံမှုစမ်းဝင်းအောင်နဲ့တထုံခရိုင်ရဲမှုဒုတိယရဲမှုကြီးမြင့်နိုင်ဆိုတဲ့အောက်တန်းစားတွေစီမံတွားရောက်ပြီးတော့ရွေးယူနေရတယ်လို့ပြောပါတယ် ်ပတ်ဆက်မတတ်နိုင်မဲနဲ့မရွေးယူနိုင်တဲ့သူတွေကတော့စစ်တင်တန်းကျောင်းကိုတိုက်ရိုက်ပို့ဆောင်ခြင်းခံလိုက်ရတယ်လို့သိရပါတယ်။တထုံမှာနေရောညပါလူငယ်တွေတော်တော်များများပေါ်တာဆွဲခံနေရပါတယ်။အိမ်ပေါ်အထိပါအဲဆင်းစစ်မယ်ဆိုပြီးတော့ပေါ်တာတက်ဆွဲတာဖမ်းခံရရင်ဆိုရင်လည်း 3ရက်နဲ့5ရက်အတွင်းမှာပတ်စံနဲ့ရွေးခိုင်းပါတယ်လူငယ်တအူးကို350နဲ့ရွေးနေရပါတယ်တို့ပြောတဲ့ရက်မှာမရွေးနိုင်တော့တခါတည်းစစ်မှုထဲတင်တဲ့အကြောင်းကိုတန်းပို့ပါတယ်လို့တထုံမြို့နယ်ကတော်လိုင်းကင်းထောက်လဲဖြစ်တက်ကြွလှုပ်ရှားသူလဲဖြစ်တဲ့ပြည်သူတအူးကအတိအပြုပြောကြားထားပါတယ်တထုံမြို့နယ်မှာဘုံမူဆန်းဝင်းအောင် DSA 48နဲ့တထုံခရိုင်ရဲမှုဒူရဲမှုကြီးမြင်နိုင်လို့ဟာ နှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်ပြီးတော့ငွေကြေးတက်နိုင်တဲ့ပြည်သူများနဲ့လုပ်ငန်းရှင်တွေရဲ့နေအိမ်တွေနဲ့လုပ်ငန်းရှင်တွေရဲ့တူတွေသားတွေကိုလည်းစည်ရင်းပြုစုထားတယ်လို့ပြောပါတယ်။ဒါကြောင့်ပတ်စံတက်နိုင်တဲ့သူများကိုပြတ်မှတ်ထားပြီးတော့ဖမ်းဆီးငွေညှစ်မှုများမကြာခဏဆိုသလိုလှုပ်ဆောင်နေတယ်လို့သိရပါတယ်။ ဘုံမုံဆန်းဝဲအောင်လက်အောက်ကပြူစောထီလို့ခေါ်မလားပြည်သူစစ်လို့ခေါ်မလားအောက်တန်းစားတွေပေါ့ဗျာအဲ့ဒီကောင်တွေကရမ်းရမ်းဆိုင်နေညာတိုင်းလိုလိုကင်းလဲပြီးတော့လမ်းမှာတွေ့ရလူကြီးတွေရောအသက်မပြည့်သေးတဲ့လူငယ်တွေကိုရောဆဲဆူရိုက်နေတယ်စစ်မှုထမ်းတဲ့အကျုံးဝင်တော့တခါတည်းဖမ်းပြီးတော့ကိုပေါ်တာဆွဲသွားတာလို့တထုံဒေသသတင်းအရင်းမြစ်ကပြောပြထားပါတယ်မကြသေးမီကတထုံမြို့ပေါ်မှာပေါ်တာဆွဲဖမ်းဆီးခံလိုက်ရတဲ့လူငယ်တအုပ်ရဲ့ဆွေမျိုးတအုပ်ကသိန်း90နဲ့မရွေးနိုင်တဲ့အတွက်တားဖြစ်သူကိုစစ်မှုထမ်းအပတ်စဉ်78ကိုစစ်တပ်ကပို့ဆောင်လိုက်တယ်လို့သိရပါတယ် ဖမ်းတာကဆိုင်ကယ်စီးတာအုတ်ထုတ်မဆောင်လို့ဆိုပြီးတော့ဖမ်းသွားပါတယ်ဖမ်းပြီးတော့3000နဲ့လာရွေးခိုင်းတယ်ဆိုင်ကယ်စီးလို့အုတ်ထုတ်မဆောင်တာကို3000ဆိုတော့ဘလို့ရွေးမလဲဗျာမရွေးနိုင်တော့အော်တိုဘားလ73ရက်နေ့မှာစစ်မှုထမ်းအပတ်စဉ်78ကိုအပုတ်ခံလိုက်ရပါတယ်လို့ဖမ်းစီးခံလိုက်ရတဲ့လူငယ်ရဲ့ဆွေမျိုးများကရှင်းပြထားပါတယ်တထုံမျိုးနယ်မှာလာစဉ်စစ်မှုထမ်းအဖြစ်နဲ့လူငယ်အယောက်150ကနေ300ကြာဖမ်းဆီးခံရပြီးတော့စစ်မှုထမ်းအဖြစ်ပို့ဆောင်ခံရတယ်လို့တထုံမျိုးရဲ့ကင်းထောက်အဖွဲ့များထံကသိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့ကစစ်ဘေးရှောင်တချို့ကိုလာရှိုးမြို့ကနေပြီးတော့ပြန်ခေါ်လာတဲ့ပရိုက်တာကားတစီမတော်တဆဖြစ်ပွားပြီးတော့ထိခိုက်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇာတိမြေကြောင်မဲစစ်ဘေးရှောင်ပြန်ပို့ပေးရေးတာဝန်ခံအပါအဝင်စစ်ဘေးရှောင်၃ဦးနဲ့စုစုပေါင်းလူ၆ဦးလိုက်ပါလာတဲ့ကားဟာအော်တိုဘားလ20ရက်နေ့မနေ့ကမတော်တဆဖြစ်ခဲ့တာပါ။ဒီဖြစ်စဉ်မှာဇာတိမြေကြောင်မဲစစ်ဘေးရှောင်ပြန်ပို့ရေးတာဝန်ခံအပါအဝင် နှစ်ဦးတန်ရာရရှိခဲ့ပြီးတော့လေးဦးကတော့ဘေးကင်းတယ်လို့သိရပါဗါးကားကဆန်နှဘိန်းကားကိုကြော်တက်ရင်းနဲ့သုံးလေးဘက်လောက်လဲထွက်သွားပြီးတော့ညာဘက်လမ်းကျောဘက်မှာကမ်းမကိုရှေ့ချမ်းနဲ့ဝင်ဆောက်တခါပြန်လဲထွက်ပြီးတော့ဘဲဘက်ချမ်းနဲ့ထပ်ဆောင်ပြီးလမ်းမဘက်ကိုဥတီပြီးရက်သွားတာပါလို့ဇာတိမြေကြောင်မဲစစ်ပေးရှောင်းပြန်ပို့ပေးရေးတာဝန်ခံကလူမှုကွန်ရက်ကနေတဆင့်အသိပေးထားပါတယ်။နောက်ထပ်ဒဏ်ရာရတဲ့သူတအူးက၎င်းရဲ့အမျိုးသားဖြစ်ပါတယ်။ကားရဲ့နောက်ခန်းမှာအဲ့ဒီအမျိုးသားနဲ့စစ်ပေးရှောင်းသုံးဦးလိုက်ပါလာတယ်လို့သိရပါတယ်။ ကားမောက်တဲ့သူကတော့ဘာမှမဖြစ်ဘူးဗျကိုလည်းနာကျင်တာတော့ပါပဲကားနောက်ခံဘယ်ဘက်ချမ်းကနေလိုက်ပါလာတဲ့ကျမအမျိုးသားကတော့ဘယ်ဘက်နံယိုထိသွားပါတယ်ဒီနေ့ပဲစေယုံမှာဓမ္မရိုက်ဖို့ရှိပါတယ်ကားနောက်ခံညာဘက်ချမ်းမှာထိုင်လိုက်လာတဲ့စပေးဆောင်ပြည်သူကလေးငယ်လေးနှိမ့်အောင်နဲ့အဖွားဖြစ်သူကတော့ဘာမှမဖြစ်သွားဘူးလို့ဇာတိမြေကြောင်မဲစပေးဆောင်ပြန်ဖို့ပေးရတာဝန်ခံကရှင်းပြထားပါတယ် DNL ထိန်းချုပ်ထားတဲ့ကြောင်မဲမျိုးကိုအော်တိုဘားလ၁ရက်နေ့မှာစစ်ခွေးတက်ကပြန်လည်တင်းယူပြီးတဲ့နောက်ပိုင်းစပေးဆောင်တွေပြန်လည်ဝင်ရောက်လာတာပဲဖြစ်ပါတယ်ကြောင်မဲမျိုးကစပေးဆောင်အများစုဟာ လာရှုံမြို့မှာတွားရောက်တင်းရှောင်နေခဲ့ရပြီးတော့ယခုခါမှာလူမှုကွန်ရီရဲ့အတင်းတွေရဲ့အကူအညီနဲ့နေရက်ကိုပြန်လာတာပဲဖြစ်ပါတယ်တိုက်ပွဲတွေပြင်းထန်နေတဲ့ကာလကစုစုပေါင်းလူဦးရေ2000ကျော်ဟာစစ်ဘေးတင်းရှောင်ခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းမဲ့စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ